တာရှင်လေးဆိုလည်းအရန်ချစ်ဖို့ကောင်းတယ်စပြီးတော့ तू ပြိုင်တဲ့ချိန်မှာပေါ့နော်လူတွေအကောင်လားသူ့အမျိုးမျိုးဝေဖန်ကြတယ်ဒါပေမဲ့ကျွန်တော်ကလေသူ့ကိုကြည့်ကြည့်နေရပါပေါ့နော်ပွဲတိုင်းပွဲတိုင်းမှာ तू ကလေ तू ကဟိုပြောမယ်ဆိုလို့ရှိရင်အားလုံးတဲ့အရန်နည်းနည်းလေးတော့ तू ကပို့တယ်ပေါ့နော်ဒါပေမဲ့ तू ဒီအကောင့်သေးပေမဲ့နှစ်ကောင်ပေးလို့ရတယ်အဲ့လောက်ထိကို तू မှာလေ talent ရှိတယ်အဲ national ကောက်ချုံးနေမှာဆိုလဲသူဒီအဲဒီမုတ်စားပြတဲ့ဟာလေးရလဲမထင်တော့ကျွန်တော်အောက်မှာရှိပြီးဟာဟာဆိုပြီးတော့သူ့ကိုလေအရန်ဟို တော်တယ်လို့စိတ်ထဲမှာချီးကျူးမိတယ်။ဟိုနေ့ရက်လေးဒီမှာ swim suit နဲ့ပြိုင်နေနေရောဆိုလို့ရှိရင်လည်းရေတန့်ဖို့ခါကြတဲ့ထဲလာမသိပေါ့။အောက်ကကြီးဘာဖြစ်လို့ခါကြီးကဖောင်းနေလဲပေါ့နော်။အရှိလေရောက်တော့အာရေဒီပါးလောင်းချလိုက်ဒါမဲ့သူဒီ performance ကလေကွက်တိဖြစ်နေ ဒီနေ့ကတော့အားလုံးရင်ခုန်ရဲ့နေ့ပဲကျွန်တော်ရဲ့ရင်ခုန်တယ်ဒီပွဲကိုကျွန်တော်ကစာနယ်ဇင်းမိတ်ဆက်ပွဲရယ်ပြီးလို့ရှိရင် National Cup Show ရယ် Premier League ရယ်ဒီနေ့ရယ်ပေါ့နော် Final နေ့ရယ်ဆိုတော့၄ပွဲရှိပြီတက်မှာဆိုတော့အရှိတ်၃ပွဲတော့မှလည်း ်နောက်တစ်ပွဲကိုလာချင်းအောင်ဆိုတဲ့လေသူတို့ရဲ့တင်ဆက်မှုလေးတွေကိုမြင်တွေ့ခဲ့ရတဲ့အခါမှာဒီနေ့ကတော့ final နေ့အမှန်ဆိုဒီနေ့ကျွန်တော်တနေကုန်မအားဘူးဒီပွဲလေးကလည်းသူကဆွဲခေါ်နေရပေါ့နော်အာဘယ်သူရမှမသိဘူးသိချင်တယ်ဆိုတော့စိတ်နဲ့အရောက်အောင်သွားမယ်ဆိုပြီးတော့လာဖြစ်တာပါဟုတ်အာညီမလေးနေ28ယောက်ကလေ တယောက်နဲ့တယောက်တော့မတူကြဘူးပေါ့နော်အရေးချင်းတယောက်စီရောရှိကြတယ်ဘာပဲဖြစ်ဒီလို stage စင်ပေါ်မှာလူအများကြီးထဲမှာနော် performance မျိုးစုံလုပ်နိုင်မှုဆိုတာကဒါအရေးချင်းမရှိဘဲနဲ့လုပ်လို့မရဘူးပေါ့အလုံးတော်ကြပါတယ်ဒါပေမဲ့အပြိုင်ပွဲဆိုတာကတော့1 2 3ပဲရွေးမှာဆိုတော့28ယောက်ထဲမှာဂျန်တဲ့လူတွေအားကြတော့လေပြောချင်တာဘယ်လိုလဲဆိုတော့စိတ်သက်မကြဘူးပဲအဓိကကဒီဟာဒီပြိုင်ပွဲဆိုတာကကိုယ့်အတွက်လမ်းဆုံးသွားတာမဟုတ်ဒီနေ့ဒီအလုံးအတွက်လမ်းအဆလို့မှတ်ယူပေးပါ ဒီနေ့ပွဲပြီးသွားရင်ဘယ်လိုတွေဘယ်လိုပဲဘယ်လိုတိုက်တဲစုတွေဘယ်လိုဝင်းနာစုတွေပဲရရမရရဒီပွဲကနေမှအားလုံးလူသိသွားပြီဟုတ်တယ်မလားကိုကိုစားပြုတဲ့မျိုးတွေအားလုံးဟာကိုရဲ့ဒါထင်ပေါ်မှုအောင်မြင်မှုဖြစ်သွားပြီဆိုရင်အဲ့ဒီရဲ့နောက်ကိုရနေမှာနောက်ထပ်အမှုပညာလမ်းကြောင်းပေါ်မှာကိုကတရုပ်ဆောင်လုံးမလားမော်ဒယ်လုံးမလားအဆိုတော်လုံးမလားအဲ့ဒါအားယူလို့ရပြီအဲ့တော့ကြောင့်မို့လို့အားလုံးကိုကျွန်တော်အားပေးစင်တာ fighting မှာဒီနေ့ကမြန်မာလေးတို့28ရောက်စလုံးအတွက်အမှုပညာလမ်းကြောင်း စတင်တဲ့ beginning ဖြစ်တယ်လို့ကျွန်တော်ကဒါ advice ပေးစင်ပါတယ်ဟုတ် personally rpm miss အနေငယ်ရှိပါတယ်အဲဘယ်သူတွေကြိုက်လဲဆိုတော့ wine more ကြိုက်တယ်သူဆိုလို့ရှိရင်လည်းရမ်းမိုက်တယ်ပေါ့နော်သူ national costume ဆိုရသွားတဲ့အချိန်မှာဆိုလို့ရှိရင်အောက်ကနေကြည့်ပြီးတော့သူ့ကိုကြည့်ရတာရမ်းလာပဲသူတို့ကတိုင်းရင်သူလေးဆိုတော့မျိုးလုံးထဲမှာအရင်ခေတ်တုန်းက ဟိုရမ်းကြိုက်ခဲ့ရတဲ့ on on sign ကိုမြင်နေရတယ်လို့ပဲဘောနော်ဟာနောက်တက်ဘောနော်တိုင်းရင်သူလေးတယောက်အဲဘာဖြစ်သူစ조사တယ်ဆိုတဲ့အကြောင်းမို့လို့ဒါအမှုမြလောကမှာလည်း on sign လို့ပဲနောက်ထပ်တယောက်ပေါ်တော့မယ်ဆိုတာကိုသုံးသပ်မိတယ်ပြီးတော့လည်း JK လည်းအရန်သူ performance ကောင်းတယ်ပေါ့နော်အဲ့လိုဆိုတော့အဲသူလည်းတော်ပါတယ်နောက်ပြီးတော့အဲပွဲလာတိုင်းလာတိုင်းမှာအမြဲတမ်းအောက်ကပရိသတ်တွေအော်ဆုံးပြီးတော့ fan အများဆုံးနဲ့ line ပေါ်မှာလည်းဗုဒ္ဓရှင်ရနေတာကတော့ဟို ဟာကာပေါ့နော်ဟာကာအိမ်မူးတောင်လေးလည်းအဲစူးစားရှာပါတယ်အဲ့တော့ဘာပဲဖြစ်ဒီတန်းမှာရှိနေရညီမလေးတွေတယောက်ချင်းစီအော် why အဲနောက်တစ်ခုတာချီလေးတာချီလေးဆိုလည်းအရန်ချစ်ဖို့ကောင်းတယ်စပြီးတော့သူပြိုင်တဲ့ချိန်မှာပေါ့နော်လူတွေကောင်းလာသူ့အမျိုးမျိုးဝေဖန်ကြတယ်ဒါပေမဲ့ကျွန်တော်ကဒီသူ့ကိုကြည့်ကြည့်နေရပါပေါ့နော်ပွဲတိုင်းပွဲတိုင်းမှာသူကလေသူကဟိုပြောမယ်ဆိုလို့ရှိရင်အားလုံးတဲ့အရင်နည်းနည်းလေးတော့သူကပို့တယ်ပေါ့နော်ဒါပေမဲ့သူဒီအကောင့်သေးပြီမဲ့နှစ်ကောင်ပြီးလို့ရရဲ့အဲ့လောက်ထိသူ့မှာလေ talent ရှိတယ် ါ National Caution Day မှာဆိုလဲသူဒီအဲဒီမုတ်စားပြတဲ့ဟာလေးရလဲမထင်တော့ကျွန်တော်အောက်မှာရှိပြီးဟာဟာဆိုပြီးတော့သူ့ကိုလေအရန်ဟိုတော်တယ်လို့စိတ်ထဲမှာချီးကျူးမိတယ်။ဟိုနေ့ရက်ဒီမှာ swim suit နဲ့ပြိုင်နေနေရောဆိုလို့ရှိရင်လည်းရေတပ်ဖို့ခါကြတဲ့ထဲလာမသိပေါ့။အောက်ကကြီးဘာဖြစ်လို့ခါကြီးကဖောင်းနေလဲပေါ့နော်။အရှိလေရောက်တော့အာရေဒီပိုင်းလောင်းချလိုက်ဒါမဲ့ သူဒီ performance ကလေကွက်တိဖြစ်နေရကြလာတဲ့ရေတွေဝါစားတကယ်လို့လေတချို့ဆိုလို့ရှိရင်ရေကြပုံကစားမလှအောင်သူ့ရဲ့ရေကြပုံကစားအရန်လှတယ်ပြီးတော့သူလှုပ်သွားတဲ့ဒီ swim suit မှာလည်း performance တွေကအရန်မိုက်တယ်နောက်တစ်ခုကအိုင်းနီယာဆိုလို့ရှိရင်လည်းသူထွက်လာတဲ့အချိန်မှာ evening gown ကိုပေါ့နော်ဒီလိုမျိုး rain coat လိုမျိုးပဲခေါင်းကြီးချုံပြီးတော့တည်ရမနာဟို hoodie လိုမျိုးပဲစောင်းပြီးထွက်လာဟဲ့ဘလို့လဲပေါ့နော်ဘယ်သူမှလည်းဒီလို evening gown မှာလေဟိုမိုးကြိုင်လိုချုံပြီးထွက်မလာအောင်သူက အဲ့ဒီမှာလည်းအစားတင်ဆက်မှုကိုလုံးဝစမ်းသစ်ထားတယ်အဲ့ဒီကြောင့်မို့လို့ဒါဘာပဲဖြစ်ဖြစ်လူတယောက်ဆိုတာကအထင်သေးလို့မရဘူးသူများမတွေးတဲ့အတွေ့အခေါ်သူများမလုံရဲတဲ့အရာလုံနိုင်နေဆိုလို့ရှိရင်ဒါချင်းမြောင်းအောင်ပါဘောเนาะအဲ့ဒါကျွန်တော်ကတော့အားပေးတယ်အဲအဲ့လိုပဲမီဒီယာတခုအောက်မှာကျွန်တော်သူ့ကိုသွားပြီးတော့အားပေးရဆိုရေးတယ်ကျွန်တော်ရေးအားပေးတယ်ဆိုတဲ့စကားလုံးကိုဟာဟာတွေပေးကြတာအများကြီးပဲဒါကတော့ကိုကြိုက်တဲ့လူကိုအားပေးရလို့ရေးမှာပဲဘောเนาะ ။ဘာပဲဖြစ်ကိုကဒီလိုမျိုးလူတွေကမလှဘူးမကောင်းဘူးလို့ပြောနေတဲ့လူတယောက်ကိုကိုကနှုတ်ရဆောင်မခြင်းနဲ့အဲကောင်းပါလေချစ်တယ်အားပေးရဆိုတဲ့ဇာကားကဒါကုသိုလ်လည်းရမင်္ဂလာလည်းရှိရပေါ့နော်။ဟာဟာပေးရလူတွေဘလို့စိတ်နဲ့ပေးလဲတော့မသိဘူးပေါ့ဟုတ်။အဲ့တော့တချီလေးညီမလေးရေ fighting မှာဘလူတွေဘလို့ပဲ blame blame တုံခဲเนาะအကိုရဲ့ target ကိုရဲ့ focus ကိုမပြောင်းစင်းနဲ့ဒီနေ့ပွဲမှာဘလို့ placement ပဲရရဒါတွေအကုန်လုံးဒီပြိတ္တတွေရဲ့အချစ်တွေကိုယ့်ရင်ထဲမှာ ခိုင်မာရနေပြီဆိုတော့မှတ်ယူပြီးတော့စက်စူးစားပါအဲညီမလေးမှာ talent ရှိတယ်အဲ့ဒါကြောင့်မို့လို့အကွာတော့ချစ်တယ်အားပေးတယ်